ယင်ချက်ဘန္နာသူရိမုဘန္နာယင်ချက်လို့ခေါ်တဲ့အက်စမာဆိုတဲ့ယောဂါကငယ်တဲ့သူတွေမှာလည်းဖြစ်တယ်အသက်ကြီးတဲ့သူတွေမှာလည်းဖြစ်တယ်ဖြစ်လိုက်ပြောင်းလိုက်လည်းရှိရယ်တော်တော်များများအချိန်တွေမှာဖြစ်နေကြတာလည်းရှိရယ်တချို့တော့ငယ်တော့ဖြစ်တယ်နောက်ကြီးလာတော့တက်တာဝါတယ်တချို့ကငယ်ငယ်ဘဝမှာတော့ယင်ချက်ဘန္နာမရှိဘူးကြီးလာတော့မှတော်လျှောက်ဖြစ်နေတဲ့သူတွေလည်းရှိတတ်တယ်ပုံစံမျိုးမျိုးနဲ့ရှိတတ်ပါတယ် နက်ရင်ကျက်ယောဂဖြစ်စေတဲ့အကြောင်းတွေမှာတော့အဓိကတော့မျိုးဗီဇာနဲ့ပူဆိုင်တတ်တယ်။ဒါပေမဲ့ပတ်ဝန်းကျင်အခြေအနေတွေပေါ်မှာလည်းမှုထိပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်မျိုးရိုးထဲမှာရင်ကျက်ပန်းနာရှိခဲ့မယ်။ပတ်ဝန်းကျင်ကလည်းရင်ကျက်ပန်းနာဖြစ်ဖို့အတွက်ကိုလှုပ်ဆောင်မှုရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဒီလူဟာရင်ကျက်ပန်းနာဖြစ်ဖို့အတွက်တော်တော်လေးပြည့်စုံနေတဲ့သဘောရှိတယ်။တချို့ကတော့ TB ယောဂါတွေအခုဖြစ်တဲ့ COVID လို့ ဗိုင်းရပ်စ်ပိုးတွေဘက်တီးရီးယားပိုးတွေဝင်တဲ့အဆုတ်ရောင်ယောဂါတွေမှာအဆုတ်ကိုပိုးဝင်တဲ့ယောဂါတွေဖြစ်ပြီးသွားတဲ့အခါမှာသူကအက်စမာရင်ကျပ်မနာဖြစ်လာတတ်ပါတယ်ရင်ကျပ်မနာယောဂါတွေအများစုကတော့ယာဒီကူပြောင်းတဲ့အချိန်တွေမှာပို့ပြီးတော့ယောဂလက္ခဏာတွေပြလာတတ်ပါတယ်အေးတဲ့ယာဒီတွေမှာအဖြစ်ပိုများရပါတယ်ဒါကြောင့်မလို့ဆောင်းနှင်းဆိုရင် အဖြစ်များရတယ်။ဒါပေမဲ့နွေရာသီလိုဖုန်နေမုန်နေများတဲ့ရာသီမိုးရာသီလိုဆွတ်ဆွတ်ထိုင်းပိုင်းတဲ့အချိန်တွေဒီလိုခါဒီမှာလဲညင်ကြပန်းတာလက္ခဏာတွေပိုးပြီးတော့ထားကြွက်လက်တတ်ပါတယ်။ဒါကြောင့်မလို့ပြောရမယ်ဆိုရင်တော့ရာသီ၃ပါးစလုံးမှာဒီညင်ကြပန်းတာယောဂဟာလက္ခဏာတွေပြတ်တက်တဲ့ယောဂထားကြွက်နိုင်တယ်။အထူးဖြစ်တော့ရာသီပြောင်းတဲ့အချိန်တွေမှာယောဂပိုးပြီးတော့ကြွက်လေးရှိပါတယ်။ ရင်ကျက်ပန်းတာလက္ခဏာတွေကိုပို့ပြီးတော့ထားကြွစေတယ်။ယောဂါကိုပို့ပြီးတော့ဆိုးစေတဲ့တဲမှာ emotional stress လို့ခေါ်တဲ့စိတ်အခြေအနေပေါ်မူတည်ပြီးတော့ပြောင်းလဲမှုတွေဖြစ်တတ်ပါတယ်။ဥပမာအားဖြင့်ဒေါသတွေထွက်နေမယ်ဆိုလဲရင်ကျက်တတ်တယ်။တချို့ဆိုရင်အပျော်လွန်ပြီးရီမောမောရှိလိုက်တာနဲ့ရင်ကျက်တတ်မျိုးလည်းရှိတယ်။တချို့ဆိုရင်ငိုပြီးဆိုတာနဲ့ရင်ကျက်တာတွေလည်းရှိတတ်တယ်။ဒါကြောင့်မလို့စိတ်ဖြစ်စီမှုစိတ်ရဲ့အခြေအနေပြောင်းလဲမှုတွေက ရင်ကျပန်းတာထောက်ချောက်မှုကိုတော်တော်လေးတရားမှုရှိတတ်ပါတယ်ဒီယောဂတဲ့တွေကတမန်အချိန်မှာ နေကောင်းနေရင်တော့ဗာလက္ခဏာမှမပြအောင်သို့တော့ရင်ကျထားကြလာပြီဆိုလို့ရှိရင်တော့ဖြင့်ရင်ထဲမှာတင်းကျပ်လာမယ်အသက်ရှူလိုက်လို့ရှိရင်တရှူရှူနဲ့မြည်တတ်တယ်နောက်ချောင်းဆူလာတတ်တယ်ချွဲတလိတ်တွေထွက်လာတတ်တယ်တလိတ်တွေကအများသောဖြင့်စိတ်ကနေတတ်တယ် နောက်တချို့မှာတော့အဲ့ဒီလက္ခဏာတွေဘာမှမရှိဘဲနဲ့ချောင်းကြီးပဲနာတာရေဆိုးနေတဲ့တွေ့တွေလည်းရှိတတ်ပါတယ်။ရင်ကျပ်မှန်းနာယောဂတဲ့ရင်အတွက်တာမန်ချိန်မှာဘာမှပြဿနာတွေမရှိပေမဲ့ရင်ကျပ်ယောဂထားကြွလာပြီဆိုရင်တော့ဖြင့်တိတံမြင်သာတဲ့အချက်ကတော့အလုပ်ပြည့်အကိုင်းပြည့်ဖြစ်တတ်တာပေါ့။အဲ့တော့လူငယ်တွေအတွက်ဆိုရင်ပညာရေးခွင့်လန်းတွေမှာနောက်နေကုန်တယ် လူကြီးတွေအတွက်ဆိုရင်တော့စီဝါရှာတဲ့ဘိုင်းတွေမှာအလုံးကိုင်းတွေမှာထိခိုက်မှုတွေရှိလာနိုင်တယ်။ဒါကတော့တိတာမြင်တာတဲ့အချက်ပေါ့။သို့တော့ကျွန်တော်ဂျမန်ရေရှုတော့ကနေပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ဖြင့်နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးဖြစ်ပါတယ်။ဘာတွေဖြစ်လာနိုင်လဲဆိုရင်ဒီရင်ကျက်ယောဂါကိုတေချာမကုခဲ့ဘူးမထိန်ချုံနိုင်ဘူးဆိုရင်နောက်ပိုင်းမှာအဆုတ်အားနဲ့လာပါလိမ့်မယ်။အဆုတ်ကဝင်ကပိုပြီးတော့ညားလာပါလိမ့်မယ်။ဒီခါမှာနှလုံးယောဂါတွေဝင်ပြီးတော့ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခုကတော့လှုပ်ရှားသွားလာမှုတွေနေတဲ့အတွက်ကြောင့်အယိုးပွားတဲ့ယောဂါတွေစသဖြင့်ဆက်ပြီးတော့ဖြစ်လာနိုင်ပါတယ်။နောက်တစ်ခုကတော့တချို့ဆိုတဲ့တွေ့ပြတဲ့ယောဂါတွေပေါ်လာတတ်ပါတယ်။နောက်တစ်ခုကမှန်ကန်တဲ့ဆေးဝါးတွေမတောက်ခဲ့ဘူးဆိုလို့ရှိရင်ဆီးတွေရဲ့ဗီရက်ဆူကျိုးတွေကြောင့်မလို့ဒီပြည့်အခြားယောဂါတွေလည်းထပ်ပြီးတော့ဖြစ်လာနိုင်ပါသေးတယ်။ရင်ကျက်ယောဂါကနာရရှည်ယောဂါတစ်ခုဖြစ်တဲ့အတွက်ကြောင့်ယောဂါဖြစ်တာကြာလာလေလေယောဂါဆိုးလာလေလေ ကိုယ့်ကိုယုံကြည်မှုတွေယော့လာမယ်။နောက်စိတ်အားယော့လာမယ်။စိတ်တက်ကြတဲ့ယောဂတွေနဲ့ဖြစ်လာနိုင်ပါတယ်။ယဉ်ကျက်ပန်းနာပန်းနာယဉ်ကျက်ယောဂသမားတွေရဲ့လက္ခဏာတွေပေါ့။ဒီလက္ခဏာတွေဟာအခြားသောယောဂတွေမှာလည်းရှိတတ်ပါတယ်။အဲ့တော့စင်တူယောဂတွေလို့ခေါ်မှာပေါ့။ဒါပေမဲ့သူတို့ရဲ့ကုထုံးသူတို့ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေဟာကွာခြားမှုရှိတယ်။ဒါကြောင့်မလို့ အဲစမာလို့ခေါ်တဲ့ဂျင်ဂျပန်နာနဲ့အခြားယောဂါတွေကိုတိတိချာချာဂဂနနာခွဲခြားပြီးတော့ကုဖို့အတွက်လိုတယ်။ဘလို့ယောဂါတွေကသွားတူနေတတ်လဲဆိုရင်အတူဆုံးကတော့ COPD လို့ခေါ်တဲ့ Chronic Obstructive Pulmonary Disease အဆုတ်ပပန်းနာလို့လွယ်လွယ်ခေါ်တဲ့နာရရှည်လေးပြုံရောင်အဆုတ်ပယောဂါဒီယောဂါတော်တော်တူတယ်။နောက်အခြားအလားတူတွေကတော့လေးပြုံရောင်တဲ့ယောဂါ Bronchitis Bronchiolitis ဒီယောဂတဲ့တွေမှာလဲတူတတ်တယ်။ Now အဆုတ်ကိုပိုးဝင်တဲ့ကိစ္စတွေပေါ့။ဥပမာ TV ယောဂလို့ဥစားမျိုးတွေ။ Now လေပြွန်ချင်းစီတဲ့အခြားသောယောဂတွေဒီယောဂတွေမှာလဲရင်ကျက်တဲ့လက္ခဏာတွေပေါ်နေတဲ့အတွက် asthma နဲ့သွားတူတတ်ပါတယ်။နောက်တစ်ခုကတော့လေပြွန်ကျယ်ပြီးတော့ပြည်တယ်တဲ့ယောဂ bronchitis လို့ခေါ်တဲ့ယောဂသူမှလဲအာဒီ asthma ရဲ့လက္ခဏာတွေတော်တော်ကြီးကိုရှိနေတတ်တယ် ဒါတွေကတော့အက်စမန်နဲ့တူတတ်တဲ့ယောဂတွေဖြစ်ပါတယ်။ယောဂဆစ်ဆီတာနဲ့ပတ်သက်ပြီးတော့အဓိကနှစ်ပိုင်းဖြစ်ပါလိမ့်မယ်။ပထမတစ်ခုကတော့ဒီယောဂဟုတ်ရဲ့လား၊ confirm ဖြစ်ရဲ့လားဆိုတဲ့ဥစ္စာကိုသိဖို့အတွက်ဆစ်ဆီချက်။နောက်တစ်ခုကတော့အက်စမန်လို့ခေါ်တဲ့ယောဂတေချာပြီးဆိုရင်သူ့ရဲ့အကျိုးဆက်တွေသူ့ရဲ့စိုးပွားမှုတွေအဲ့ဒါတွေကိုကျွန်တော်လိုက်ဆက်ရတဲ့အချက် ဒီအချက်တွေပေါ့ဆက်ရပါလိမ့်မယ်အဲ့တော့ပမာဦးဆုံး asthma ယောဂလားအခြားယောဂလားဆိုတာကိုခွဲခြားသိနိုင်ဖို့အတွက်စတဲ့နေရာမှာကျွန်တော်တို့မေးမြန်းမှုလိုပါတယ်စမ်းသပ်မှုလိုပါတယ်ဒီအပြင်ကိုစစ်ဆေးတာရလိုပါတယ်အဲ့စစ်ဆေးနေရာမှာအဓိကအခြားဆုံးကတော့လေမှုတ်အားတိုင်းတာပါလေမှုတ်အားတိုင်းတာမှာနှစ်မျိုးရှိပါတယ် p flow meter လို့ခေါ်တဲ့မှုတ်တဲ့ကိရိယာလေးရယ်နောက်တစ်ခုကတော့ spirometer လို့ခေါ်တဲ့ မုတ်လည်းမုတ်ရတယ်ဆုတ်လည်းဆုတ်ရတယ်ဒါကွန်ပျူတာဆက်လေးနဲ့ပေါ့အဲ့ဒီစပိုင်ရိုမီတာလည်းကျွန်တော်တို့အရေးပါအဲ့နှစ်ချက်ကဒီရင်ကျက်ပန်းတာဟုတ်မဟုတ်ဆိုတာကို confirm ဖြစ်ဖို့အတွက်ဆိုရင်မရှိမဖြစ်အရေးကြီးတဲ့စံတမှုတွေဖြစ်ပါတယ်ဒါကရင်ကျက်ပန်းတာယောဂါကိုပြေချောင်လုပ်တဲ့အပိုင်းဖြစ်ပါတယ်နောက်ဆက်တွဲဆက်ပြီးတော့ဆက်ရမယ့်အချက်ကတော့ရင်ကျက်ပန်းတာတော့ဟုတ်ပြီဘလောက်ဆိုးရနေတယ်လဲဘလို့အခြေအနေမျိုးကိုရောက်နေတယ်လဲ ဒီချက်တွေကိုတီးဖို့အတွက်ကျွန်တော်တို့ဆက်ရတာဖြစ်ပါတယ်။အဲ့ထက်ကြီးကြတော့တမန်ရိုက်တာတွေရှိမယ်၊တွေးစစ်တာတွေရှိမယ်၊စသဖြင့်ပေါ့လေဒီလိုဆက်ရတာတွေရှိပါတယ်။ကျင့်တမနာကိုကုတဲ့အခါမှာသူ့ရဲ့အဓိကအချက်နှစ်ချက်ရှိပါတယ်။ပရမတ်တစ်ချက်ကရင်ကျက်တယ်ဆိုတာလေပြုံနေရောင်ရမ်းပြီးတော့လေပြုံနေကျင်းနေတာဖြစ်ပါတယ်။အဲ့ဒီလိုလေပြုံနေကျင်းနေတယ်ဆိုရင် လီပြွန်ကျဲသွားအောင်ကျွန်တော်တို့ကလုပ်ပေးရမှာပေါ့ဒါဆိုတော့လီပြွန်တွေကိုကျဲတဲ့ဆေးပေးလိုက်ရင်လူနာတက်တာသွားတယ်လီပြွန်ကျဲဆေးပေးရတယ်နောက်တစ်ချက်ကတော့လီပြွန်တွေပြန်ပြီးတော့မရောအောင်ပြန်ပြီးတော့ထပ်မကျင်းအောင်တနည်းအားပြောမယ်ဆိုရင်နာကမှထပ်ပြီးတော့မဖြစ်အောင်နောက်နောက်ထပ်မဖြစ်အောင်ကာကွယ်တဲ့ဆေးတွေကိုပေးရတာဖြစ်ပါတယ်ဒါကတော့ရိုးရှင်းတဲ့ကုထုံးဖြစ်ပါတယ်ဒီနေရာမှာကုပုံကုနေလေးတွေကြွားချမှုရှိပါတယ် ျွန်တော်တို့စီးရီပေးမယ်ဆိုရင်တောက်စီးရီပေးတာရှိတယ်ထိုးစီးရီပေးတာရှိတယ်ဒါကတော့အများတည်ပြီးသားပဲဒီနေရာမှာထူးခြားတဲ့အချက်ကရင်ကျက်ပန်းနာတဲ့တွေအတွက်ရှူစည်းဆိုတာထပ်ပေါ်ပါတယ်ရှူစည်းဟာတမန်ဖြစ်တော့ရှူစည်းလို့ပြောလိုက်တာ ਨੇ ဆွဲလမ်းမလားနောက်တစ်ချက်ကစီမံပို့ပြီးတော့ပြင်းမလားနောက်ဆုံးပြီးတဲ့စီမံဖြစ်မလားဆိုပြီးတော့လူနာအများစုကကြောက်တတ်ကြပါတယ်တကယ်တော့အဲ့လိုမဟုတ်ဘူးရှူစည်းကအစာဆုံးစည်းယောဂနုစင်မှာတုံးရတဲ့စည်း သူ့ကိုဆွဲဆွဲမြဲမြဲနဲ့သုံးမယ်ဆိုလို့ရှိရင် side effect တွေမရှိအောင်တနည်းအားပြောမယ်ဆိုရင်နောက်ဆက်တွဲဘေးရွက်ဆိုးကျိုးတွေမရှိအောင်လုပ်ပေးနိုင်ဆုံးသောဆေးတွေဖြစ်ပါတယ်။ဆိုတော့ရှူဆေးကိုမကြောက်ဖို့လိုပါတယ်။အဲ့တော့ကုထုံးအနေနဲ့ပြန်ပြောမယ်ဆိုရင်တော့အာရှူဆေးတောက်ဆေးထိုးဆေးပေါ့။ရှူဆေးပြီးသွားရင်သူ့ထဲမရဘူးဆိုရင်တော့ကျွန်တော်တောက်ဆေးပြရတာရှိပါတယ်။တကယ်လို့ယောဂါအရန်ကိုထားချွနေပြီဆိုရင်တော့ဖြင့်ထိုးဆေးတွေကျွန်တော်တော့တောင်းရတာရှိပါတယ်။အလင်းသင်းတို့ဒီညမှာပြောချင်တာက ရှူစည်းထဲမှာပဲထည့်သွင်းလို့ရနိုင်တဲ့အငွေးထုတ်တဲ့စက်တွေဖြစ်ပါတယ်။နီဘလိုက်ဇာလို့ခေါ်တဲ့စက်တွေဖြစ်ပါတယ်။စက်ကရိယာတွေကိုဆေးလေးထည့်မယ်၊ဆေးရည်လေးထည့်ပြီးတော့ဆက်ဖွင့်လိုက်မယ်ဆိုရင်ငွေတွေထွက်လာမယ်။ဒါတွေကိုလူသားရှူတာပေါ့။အဲ့ဒီနီဘလိုက်ဇာတွေကခုတော်တော်များများဝယ်ပြီးတော့သုံးနေကြတာတွေ့ပါတယ်။ဒိအချက်မှာကျွန်တော်အနေနဲ့မသုံးရဘူးလို့တော့မပြောလို့ပဲမယ်။အလွဲမသုံးမိဖို့တော့လိုပါတယ်။အဲ့ဒီနီဘလိုက်ဇာဆက်သုံးတဲ့ဆေးဟာ တမန်ရှူရရှူစေတဲ့အစများစွာများပါတယ်ပြင်ပါတယ်နောက်တစ်ခုကတော့ဒီဆေးကိုတုံးတဲ့အခါမှာဆေးပြင်းနေနဲ့တုံးထားပြီးဆိုလို့ရှိရင်လူနာနောက်ပိုင်းမှာဆေးမတိုးတော့ဘူးဖြစ်ပါလိမ့်မယ်နောက်တစ်ချက်ကနီဘလိုက်ဇာဆက်ကိုခဏခဏတုံးနေဒီဆေးတွေကိုခဏခဏရှူရဆိုရင်နှလုံးကိုထိခိုက်တတ်ပါတယ်နောက်တန့်ရှိမှုမရှိဘူးဆိုလို့ရှိရင်အဆုတ်သေးကိုပို့ရတဲ့ရိုက်ဝင်သွားနိုင်ပါတယ် နောက်ဆုံးအချက်ကတော့အရေးကြီးဆုံးအချက်အနေနဲ့ပြောချင်တယ်။အဲ့ဒါကတော့ဒီဆက်ကိုသုံးပြီးတော့ကြိတ်ပြီးတော့ကုခဲ့မယ်ဆိုရင်ယောဂါပို့ဆိုးတဲ့ဆိုးလာပြီးတော့ဆေးရုံဆေးကန်းကိုရောက်ပြီးကုသတော့မယ်ဆိုတဲ့အချိန်မှာလူနာယောဂါကျွမ်းနေပြီဆိုတဲ့အချိန်မျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့နင်ဘလာဇာဆက်ကိုတော့ဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲနဲ့မိမိသဘောနဲ့မိမိယူရာမျိုးတော့မလုပ်စေချင်ပါဘူး။ ဘဏ္ဍရင်ကျယောဂရှိပြီဆိုလို့ရှိရင်အတိနဲ့တတိနှစ်ခုအရေးကြီးပါတယ်ယောဂရဲ့အကြောင်းသိထားဖို့လိုပါတယ်ပြီးတော့ရင်ဒီယောဂကိုဘလို့ရှောင်ကြည့်မယ်ဘလို့တက်တောင်လုပ်မယ်ဆိုတဲ့အချက်အရေးကြီးပါတယ်အဲ့တော့အတိအနေနဲ့တော့ခုပြောပြကြလောက်ဆိုရင်တော်တော်များများတော့တည်ပြီးသားဖြစ်မယ်ဒီနေရာမှာဆေးတွေကိုတုံးတဲ့အခါအထူးသဖြင့်ရှူဆေးတွေကိုတုံးတဲ့အခါမှာခဏတက်တာတဲ့ဆေးတွေလေပြုံလေးတွေ ကျင်းနေတဲ့အချိန်ရင်ကျက်နေတဲ့အချိန်မှာသုံးတဲ့ဆေးရည်ကိုအမြင်နဲ့ဆွဲသုံးရတာမဟုတ်ဘဲနဲ့သူတို့ကလူမသုံးပြီးတော့ပြန်ပြီးမဖြစ်အောင်နောင်ပြန်မကျအောင်တားဆီးရဲ့ကာကွယ်တဲ့ဆေး preventer လို့ခေါ်တဲ့ဆေး controller လို့ခေါ်တဲ့ဆေးပေါ့အဲ့ဒီရှူဆေးကိုနေ့စဉ်မှန်မှန်သုံးဆွဲသွားဖို့အရေးကြီးပါတယ်ဒါကအာဆောင်ရမယ့်အချက်ဖြစ်ပါတယ်နောက်တစ်ချက်ကတော့ရှောင်ရမယ့်အချက်ပါ ရှောင်ရမယ့်အချက်ကယောဂကိုကြွားစေတဲ့အကြောင်းရင်းတွေကိုကျွန်တော်တို့ရှောင်ရပါလိမ့်မယ်။အဲ့ဒါကဘာတွေရှိတယ်လဲ။ဘာတွေရှိလဲဆိုရင်ခြင်စည်းတို့အမွှေးတိုင်းတို့ရေမွှေးတို့ဆူရှတဲ့အနေတွေပေါ့။ဒါတွေကယောဂကိုကြွားစေတယ်။ဒါမှမဟုတ်အဲ့ဒါတွေကိုမသုံးဆွဲပါနဲ့။နောက်ဖုန်နေအမုံနေဒါတွေကလည်းယောဂကိုကြွားစေပါတယ်။ဒါမှမဟုတ်ဒါတွေကိုလည်းရှောင်ပါ။နောက်တစ်ခုကတော့ အပူဝေးကိုမျှတအောင်နေပါဖြားနာမဖြစ်အောင်နေကြပါအဲ့ဒါတွေကယောဂကိုကြွကြည့်ပါတယ်အထူးဖြင့်ယာဒီပြောင်းတဲ့အချိန်မှာအရေးကြီးပါတယ်ယာဒီပြောင်းနေမှာတုပ်ကွေးတွေဖြစ်တတ်တယ်ဒါမှမဟုတ်တုပ်ကွေးကာကွယ်ဆေးကိုထိုးဖို့လည်းလိုပါတယ်နောက်တစ်ခုကတော့အစားအသောက်အနေထိုင်မှာစားတဲ့အခါမှာဘယ်စားတော့ဖြစ်ကြဖူးတယ်ဆိုတာကိုမှတ်ထားဖို့လိုပါတယ်တစ်ချိန်စားရင်ကြက်တယ်နောက်တစ်ချိန်ထပ်စားကြည့်ရင်ကြက်တယ်အကောင်းနေရာအနေထပ်ကြက်တာမျိုးပြောတာ ဲ့တော့နှစ်ချိန်လောက်သုံးချိန်လောက်စားကြည့်လို့ကောင်းနေရနေရင်ကျက်တယ်ဆိုလို့ရှင်တော့ဖြင့်ဒီအစာကိုနဲ့အဆင်မပြေတော့ဘူးဒါဆိုရင်တော့ရှောင်ဖို့လိုပါမယ်ဒီလိုအတိနဲ့တတိရှိခဲ့မယ်ဆိုလို့ရှင်တော့ဖြင့်ရင်ကျက်ပန်းတော့ဘေးကနေကင်းဝေးထိုင်ပါလိမ့်မယ်